လူတယောက်ရှိတယ်ဗျာနော်အဲ့ဒီလူကဘာအလုံးမှလည်းလုံးစရာမလိုဘူးဒါပေမဲ့တုံးနိုင်ဖြုံးနိုင်တယ်တော်တော်လေးချမ်းသာသူကဟိုခင်ဗျားတို့ထင်သလိုမျိုးမိဘတွေစီကနေပြီးတော့အမွေးတပြုံကြီးရထားလို့ချမ်းသာနေတဲ့သူမဟုတ်ဘူး သူလှုပ်ထားတဲ့အရာတစ်ခုခုကအရန်ကိုအောင်မြင်သွားပြီးတော့အဲ့ဒီကရတဲ့မူပိုင်ကြီးတွေကိုထိုင်စားပြီးတော့ချမ်းသာနေတာမျိုးဥပမာအနေနဲ့ပြောမယ်ဆိုရင် Harry Potter စာအုပ်တွေရေးခဲ့တဲ့စာရေးဆရာမ J.K. Rowling ဆိုရင်ခင်ဗျားတို့သိကြလိမ့်မယ်ထင်တယ်။သူဆိုလို့ရှိရင်လက်ရှိအလုပ်ဆက်မလုပ်တော့ဘူးဆိုရင်တော့မှသူ့အကောင့်ထဲမှာပတ်စံနေအလိုလိုဝင်လာနေဦးမှာပဲ။အဲ့လိုမျိုးပဲလူတယောက်ကဖုန်းတစ်လုံးဝယ်လိုက်ပြီဆိုတာနဲ့ဖုန်းကုမ္ပဏီတွေမဟုတ်ဘဲနဲ့ဒီနောက်ွယ်မှာကတ်တိုးလေးပတ်စံရနေတဲ့ Tech Giant တွေအများကြီးရှိတယ်။ ဒီနေ့မှာဘာဖြစ်လို့အဲ့လိုပတ်စံတွေဝင်နေရတာလဲဆိုတာတွေတိုက်ပစ္စည်းတွေနောက်ကွယ်မှာတိတ်တိတ်လေးချမ်းသာနေတဲ့ကုမ္ပဏီတွေအကြောင်းရင်းကိုပြောပြပေးမယ်။ Okay, TVS လောက်စံနေကြိုးစားပါတယ်။ဆိုတော့ Harry Potter စာအုပ်တွေနဲ့တက်လောကနဲ့ဘာများဆိုင်လို့လဲ။တစ်ခုကစာရေးဆရာမှု stroke နဲ့ရေးထားတဲ့ကိစ္စ။နောက်တစ်ခုကကုတ်တွေ circuit တွေနဲ့လှုပ်ထားတဲ့ကိစ္စ။တူတဲ့ချက်ကဘာလဲဆိုတော့နှစ်ခုစလုံးမှာအတွေးတွေကိုပတ်စံရအောင်လုပ်ပေးတဲ့ concept တစ်ခုရှိတယ်။ အဲ့ဒါကို intellectual property IP လို့ခေါ်တယ် IP ကိုအလွယ်ဆုံးပြောမယ်ဆိုလို့ရှိရင်ဥပမာအနေနဲ့လွယ်အောင်ပြောပြမယ်ဗျာအဲ့ဒါလွယ်အောင်ပဲပြောပြတာเนาะတကယ်တိကျတဲ့ဥပမာတော့မဟုတ်ထားပါတော့ခင်ဗျာအိမ်တို့ခြံတို့ ကိုကပိုင်ထားတယ်ပဲထားပါတော့အဲ့လိုပိုင်ထားတယ်စာချုပ်တွေဘာတွေလဲကို့မှာအပြည့်စုံရှိတယ်ဆိုလို့ရှိရင်သူများကလာကျူးကျော်လို့ရှိရင်စာချုပ်ပြပြီးတရားစွဲလို့ရတယ်လို့မျိုးပဲကိုရဲ့ IP ကိုပြင်ပြချက်မရဘဲနဲ့ယူသုံးတယ်ဆိုလို့ရှိရင်လည်းခင်ဗျားကိုတရားစွဲလို့ရတယ်ဥပမာမြင်တောင်ထက်ပြရမယ်ဆိုလို့ရှိရင် Harry Potter စာအုပ်တအုပ်ရောင်းရတိုင်းရုပ်ရှင်ကို streaming platform တွေမှာကြည်တိုင်းပြီးတော့တခြား Harry Potter နဲ့သက်ဆိုင်တဲ့အယုတ်အင်ကြီးအဲ့ဒါတွေရောင်းရတိုင်း JK Rowling ကနေရင်းထိုင်ရင်းကိုပတ်စံဝင်နေတာ ဘာလို့ဆိုတော့သူ့ရဲ့ intellectual property မဟုတ်လို့အဲ့ဒါမျိုးရနေတာကို running royalty လို့ခေါ်တယ်ပြောရရင်တယောက်ကကိုယ့်ရဲ့ asset ကိုသုံးနေတဲ့အတွက်ကိုယ့်ကိုပတ်စံပေးနေရတာ rolling debt ဆိုလို့ရှိရင်သူဖန်တီးခဲ့တဲ့စာအုပ်တွေကသူ့ရဲ့ asset ပဲ technology နဲ့ပဲမှာဆိုလို့ရှိရင်ပစ္စည်းတစ်ခုနည်းပညာတစ်ခုထွင်လိုက်တာဒီ asset ပဲနည်းပညာပိုင်းမှာဒီ royalty fee နဲ့ပတ်စံရနိုင်မဲ့ intellectual property ကိုမူပိုင်ခွင့်လို့ခေါ်တဲ့ patent နဲ့ကာကွယ်ပေးထားတယ် patent တနည်းအားဖြင့်ပြောရရင်မူပိုင်ခွင့်ဆိုတာ ကိုယ့်ရဲ့ idea ကို legally ကာကွယ်ပေးထားတဲ့ကောင် tech level မှာဆိုလို့ရှိရင်ဒီ technology ကိုငါထွင်ထားတာအချိန်တစ်ခုထိဒီကောင်ကိုငါပိုင်တယ်မင်းတို့ယူသုံးညင်တယ်ဆိုလို့ရှိရင်ငါစီမှာ license လောက်ရမယ်ဆိုပြီးတော့လုပ်ပိုင်ခွင့်ရှိသွားတယ်ဆိုတော့တခြား party တွေကအဲ့ဒီ technology ကိုသုံးညင်တယ်ဆိုရင် patent ကင်ထားတဲ့သူစီမှာ license တော့ရှောက်ရတယ်ဖုန်းတစ်လုံးထုတ်ဖို့ဆိုတာရန် complex ဖြစ်တယ်ဗျာကျွန်တော် screen ကိုဘယ်လိုလုပ်ရမလဲ battery ကိုဘာသုံးမလဲဘယ်လိုအားသွင်းမလဲ internet ရောက်အောင်ဘယ်လိုလုပ်မလဲအဲ့လိုနီးပညာအသေးစိတ်တစ်ခုချင်းစီတိုင်းမှာ patent ကင်ထားတဲ့သူတွေရှိတယ် ကုမ္ပဏီတစ်ခုအနေနဲ့အဲ့ဒီနည်းပညာကိုသုံးကျင်နေဆိုရင်နီးလန်းရွေးချယ်စရာနှစ်ခုရှိတယ်ဗျာအာ research and development အတွက်ကိုရင်းနှီးပြီးတော့အချိန်ကုန်ခံမလားပတ်စံကုန်ခံမလားကိုယ်တိုင်လုပ်မလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ရှိနေပြီးသားနည်းပညာကို royalty fee pay ပြီးတော့ license ယူလိုက်မလား license ယူလိုက်မယ်ဆိုလို့ရှိရင်ကနှစ်ဦးနှစ်ဖက်အတွက် win win situation ပဲဗျ။ဘာဖြစ်လို့လဲဆိုတော့ license ပေးတာကခမည်းကတီထွင်သူ inventor ဆိုလို့ရှိရင်ခမည်းရဲ့စိတ်ယုံနေထောင်စရာမလိုဘဲနဲ့ functional ဖြစ်တဲ့ idea တခုတည်းနဲ့တင်ပတ်စံရှာလို့ရတယ်။တစ်ဖက်မှာလည်း license ဝယ်ပြီးတော့စီးပွားဖြစ်ထုတ်မဲ့သူတွေအတွက်ကလည်းကောင်းပြီသားပဲ။ technology တခုကိုဘာမှမလိုဘဲနဲ့ဖြန့်ချိခွင့်ရပြီသားဖြစ်တဲ့အတွက်ဈေးကွက်ထက်ကိုပစ္စည်းမြန်မြန်ရောက်တိုင်ဘက်တွေထက်ကိုအသာရစီဒါပေမဲ့ဒီနေရာမှာကိုယ့်ရဲ့ IP တန်ဖိုးကိုနားမလည်လို့ရှိရင်တော့မျက်ရည်ကျရလောက်တဲ့အထိဖြစ်နိုင်တယ် အကောင်းဆုံးဥပမာတစ်ခုက The Witcher စာအုပ်ကို ရေးခဲ့တဲ့စာရေးဆရာ သူဗျာမလေးဖတ်တော့မဖတ်တတ်ဘူး Polish တော့သူရဲ့စာအုပ်ကို CD Project Red က game အဖြစ်ဖန်တီးဖို့လာကမ်းလှမ်းတဲ့အချိန်မှာအဲ့ဒီဘဲက game log ကိုအထင်မကြီးပဲနဲ့တည်မလားအောင်မြင်မှာမဟုတ်ဘူးလို့ထင်တယ်အဲ့ဒီခါကျတော့ game ရောင်းဝယ်ကွေပေါ်မှာမူတည်ပြီးတော့ရာဂိုင်နှုံးနဲ့ဒီပုံမှန်ဝင်မဲ့ royalty fee ကိုမယူဘဲနဲ့ဒေါ်လာ6000နဲ့အပြည့်ရောင်းလိုက်ဒေါ်လာ6000အမှငါ့အတွက်ပူကြံအောင်မယ်လို့သူထင်လို့နေမှာပေါ့ အားလုံးပဲသိတဲ့အတိုင်းပဲ The Witcher game series ကြီးကတော်တော်လည်းအောင်မြင်သွားတယ်ဘီလီယံချီပြီးတော့ဝင်ငွေရတယ်စာရေးဆရာကတော့ဒေါ်လာ900နဲ့ပဲအဆုံးသတ်သွားတယ် အင်တာဗျူးတွေမှာတော့နောင်နှမရဘူးပြောပေမဲ့ရင်ဘက်ထဲမှာတော့မြေ20လောက်ကတော့ကြာနေလောက်မှာပဲနောက်တော့သဝေ6ကို develop လုပ်ခဲ့တဲ့ CD Project Red စီကနေပြီးတော့အာဝေ6အတွက်ပေါ့နော် USD 16 million လောက်ပြန်တောင်းတယ်ဂျာထဲမှာသဘောတူညီမှုတစ်ခုရသွားပြီးတော့သူဘယ်လောက်ရတယ်ဆိုတာကိုတော့ public ကတော့မသိခဲ့ဘူးပေါ့နော်တကယ်လို့သာ game ရောင်းရောင်းငွေရဲ့ percentage တစ်ခုကိုလက်ခံလိုက်ရင်အခုချိန်ဆိုလို့ရှိရင် AC ထိုင်စားနေရောထားပါတော့ tech log မှာ ပို့ပြီးတော့အရေးကြီးတဲ့မူပိုင်ခွင့်အမျိုးအစားတစ်ခုရှိတယ်။အဲ့ဒါကို Standard Essential Patents SEP လို့ခေါ်တယ်။မြန်မာလိုဆိုလို့ရှိရင်တော့စက်ပစ္စည်းတစ်ခုမှပါကိုပါရမဲ့စံနှုန်းတွေပေါ့။စဉ်းစားကြည့်ခမားဖုန်းက 5G ကိုတုံးလို့ရအောင်ကုမ္ပဏီတွေက 5G ကိုရော့အင်ဆိုပြီးတော့ကောက်ထည့်ပေးလိုက်လို့မရဘူး။တကဘာလုံးမှာတက်မှတ်ထားတဲ့စံချိန်စံညှုံးနဲ့ကိုက်မှီတဲ့ဤပညာကိုထည့်ရတယ်။ Wi-Fi ဆိုရင်လည်းအဲ့လိုပဲ။အဲ့လိုစံနှုန်းမှီတဲ့ဤပညာတွေမှာ patent holder တွေရှိနေရင်မတက်နိုင်ဘူး။ဝယ်တုံးကိုတုံးမှပဲရအောင်။ ဆိုလိုတာခမရဘသူပဲဖြစ်ဖြစ်ပေါ့နော်ဖုန်းပဲထုတ်ထုတ်ကားပဲထုတ်ထုတ်ဘာပစ္စည်းပဲလှုပ်လှုပ်သူ့နီးပညာမှမတုံးရင်ဈေးကွက် standard ကိုခမရ product ကမလိုက်နိုင်မှာဖြစ်လို့ဒီလိုမျိုး SCP တွေပိုင်တဲ့ patent holder တွေကို license fee royalty fee စီပေးရတော့မယ်အဲ့လိုမျိုးအဓိကကျတဲ့နီးပညာပိုင်တဲ့ company တွေကလည်းမူပိုင်ငွေတွေအကုန်လုံးပေါင်းပြီးတော့ patent pool company တွေဖွင့်ကြပါအောင်ပါရမယ့်နီးပညာတွေကင်ထားတဲ့ company တွေကသူတို့စိတ်ကြိုက်ဈေးကစားလို့မရောက်အောင်လို့ fair reasonable and non discriminatory fair reasonable and non discriminatory friend ဆိုတဲ့ policy နဲ့ပြန်ထိန်းပေးထားတယ်။နောက်ပိုင်းမှာ Apple ကကိုယ်တိုင် 5G modem ကိုတီထွင်လိုက်တယ်ဆိုတာကိုခင်ဗျားတို့ကြားလိုက်လိမ့်မယ်။ iPhone 16e မှာသူရဲ့ C1 modem ကိုစသုံးလိုက်တော့ Qualcomm စီက chip အပြားလိုက်ဝယ်စရာမလိုတော့တာကြောင့်မလို့ chip ဖိုးတက်တာပါတယ်။ဝယ်ရတဲ့ကိစ္စတက်တာပါတယ်။ဒါပေမဲ့ Apple သုံးတဲ့ 5G modem နီးပညာရဲ့မူလပိုင်ရှင်က Qualcomm ဖြစ်နေတဲ့အတွက်ကြောင့်မလို့ license ကြီးကတော့ပေးရတော့မယ်။သို့ပါသာသူ Apple က Qualcomm chip လုံးနေတဲ့ဆိုရင်တော့မှ Qualcomm ကိုသူက ပတ်စံခွဲဝေပေးနေရတော့မယ် royalty fees ကပြီးတော့ခင်ဗျား Netflix ကြည့်တာပဲဖြစ်ဖြစ် YouTube မှာ video ကြည့်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေကြည့်လို့ရအောင်ဖုန်းတွေတခြား device တွေက video codec နည်းပညာတွေသုံးရတယ် video compression နည်းပညာတွေပေါ့အဲ့လို codec တွေတဲက H.265 လို့မျိုး codec တွေဆိုလို့ရှိရင် SCP အုပ်စုတွေမှာပါတယ်မူပိုင်ငွေ့နေခြင်ထားတဲ့ဒီ patent tools အုပ်စုတွေထဲမှာ SS advanced လို့မျိုးအုပ်စုတွေရှိတယ် သူက H.265 လိုမျိုးနီးပညာတွေအကုန်လုံးကိုပေါင်းပြီးတော့ license ပြန်ချပေးတယ် Samsung Sony LG Xiaomi အဲ့လိုမျိုးဖုန်းတွေ smart TV တွေထုတ်တဲ့ company တွေသူတို့တွေကဒီကုတ်တက်ကိုသူတို့ရဲ့ပစ္စည်းတွေမှာထည့်သုံးခြင်းရယ်ပတ်စံပေးရတယ်မပေးလို့လည်းမရဘူးဒါ standard ကအဖြစ်ကိုဖြစ်နေတယ်ဒီတော့ license ကြီးကဘယ်လောက်ရှိနေမလဲပေါ့နော်ဆက်စုကြည့်တဲ့အခါအာဖုန်းတစ်လုံး TV တစ်လုံးအတွက်ဒေါ်လာ30 40လောက်အများကြီးပေးရတာမျိုးတော့မဟုတ် ညင်သာအောင်မြန်မာငွေနဲ့ပြောပြမယ်ကုတ်တက်သုံးခါကဖုန်းတစ်လုံးကိုမြန်မာငွေ200လောက်ပဲပေးရတယ်200ကျပ်နော်ဒီလိုမျိုးမြန်မာငွေ200ဆိုတာကများတော့မများဘူးမှန်တယ်ဒါပေမဲ့တစ်နှစ်ကို Samsung ကဖုန်းအလုံးရင်တန်း200လောက်ရောင်းရတယ်ဆိုတော့200 200 200နဲ့စုသွားပြီးတော့ patent ကင်ထားတဲ့ company ကမြန်မာငွေသိန်းပေါင်း4000လောက်အတားလေးရသွားမှာတစ်နှစ်ကိုနောက်ထပ် တခြားပစ္စည်းတွေမှာလည်းအဲ့လိုပဲနည်းပညာရောင်းစားပြီးတော့ဝင်ဝင်ဝင်နေတဲ့ကောင်လေးရှိတယ် HDMI DisplayPort USB-C အဲ့ဒါတွေကိုကြည့်ရအောင် ် HDMI ဆိုလို့ရှိရင် royalty base model ထဲမှာပါတယ် HDMI cable တစ်ချောင်းဒါမှမဟုတ် HDMI port ပါတဲ့ TV တွေ monitor တွေထုတ်တော့မယ်ဆိုလို့ရှိရင် royalty fees ပေးရတယ်နှစ်စဉ်ချင်း9000လောက် base ယူတယ်ပြီးတော့အဲ့ဒီအပြင်ပေါ့နော်အပောက်ပါတဲ့ device ရောင်းရငွေရဲ့ percentage တစ်ခုကိုလည်းယူသေးတယ်ဒီကောင်ရဲ့ပြန်ပြန် display port ဆိုလို့ရှိရင် royalty free ပုံစံနဲ့အလုပ်လုပ်တယ် royalty fee ပေးစရာမလိုဘူးပတ်စံပေးစရာမလိုဘူးဘာဖြစ်လို့မပေးရတာလဲ တို့ရဲ့ port ကိုတုံးရင်ပတ်စံမကုန်တော့မှလို့ HDMI fee တွေမပေးခြင်းနဲ့ company တွေကိုဆွဲဆောင်ပြီးတော့ပြောမယ်ဆိုရင်တော့ဒါ market ကစားတာတမျိုးပဲလို့ပဲပြောရမလားပြောရရင်ဗျသူတို့ရဲ့ port တွေကိုတုံးမဲ့ဆိုရင်ပတ်စံမကုန်တာကြောင့်မှလို့ပေါ့နော် HDMI ရဲ့ဒီ reality fee တွေမပေးခြင်းနဲ့ company တွေကိုဆွဲဆောင်ပြီးတော့ဈေးကွက်ထဲမှာနေရာယူဖို့ရည်ရွယ်ထားတာ အဲ့ကြောင့်မို့လို့အလကားပေးသုံးလာတာ HDMI ကပတ်စံယူပြီးတော့ချမ်းသာတယ် display port ကလူတိုင်းသုံးလာတဲ့အခါမှာသူက standard ဖြစ်လာအောင်လို့အလကားပေးသုံးတယ်ဒါ royalty fee နဲ့ royalty free နဲ့လမ်းကြောင်းနှစ်ခု꽈တဲ့အဓိကအချက်ပဲဒီလူမျိုးတွေအားမှာကျွန်တော်တို့အကုန်လုံးသုံးကြတဲ့ USB ကကျတော့သူက hybrid ပုံစံနဲ့သွားတယ် USB ရဲ့ core technology က royalty free ဒါပေမဲ့ USB branding ကိုသုံးပြီးတော့ငါပစ္စည်းကဒီစက်နှုံးနဲ့ကိုက်တယ်ဆိုပြီးတော့လှုပ်ရှင်နေဆိုရင်သူက membership တွေ branding fee တွေအဲ့ဒါတွေပေးရတယ်ကျွန်တော်တို့အမြင်မှာတော့ဒီကျိုးတွေ ဲ့ device ကိုကြည့်လိုက်ရင်ဘာမှမထူးခြားဘူးဆိုပေမဲ့နောက်ွယ်မှာတန်းနဲ့ချီပြီးတော့ပေးရတဲ့ငွေတွေဈေးကွက် view ဟာတွေ company တွေရဲ့ငွေရှာဖို့မတူတာတွေအဲ့ဒါတွေကအများကြီးရှိနေ Okay ဒါလို့ဆိုရင် royalty fee တွေကဘယ်လိုအလုပ်လုပ်လဲနားလည်လောက်ပြီးလို့ထင်တယ်ဒါဆိုရင် ဒီနည်းကိုသုံးပြီးတော့ tag နယ်ပယ်မှာတော်ရုံသတိမထားမိဘဲနဲ့ချမ်းသာနေတဲ့ဂျိုင်းရဲ့ညီတွေဆိုရင်ဘယ်သူတွေရှိမလဲ။မပြောမဖြစ်ကတော့ Qualcomm ပဲ။ Qualcomm ကို Snapdragon ထုတ်တဲ့သူတွေအနေနဲ့တော်တော်များသိကြလိမ့်မယ်။ဒါပေမဲ့ licensing division ကလည်းသူကငွေအများကြီးဝင်တယ်။ခင်ဗျားတို့သုံးနေတဲ့ဖုန်းတွေမှာပါတဲ့ SoC တွေကို Samsung, Apple, MediaTek တို့လိုကောင်တွေက Qualcomm ရဲ့နည်းပညာမပါဘဲနဲ့ထုတ်လို့ရတယ်ဆိုပေမဲ့ဖုန်းတွေကနော် 4G တို့ 5G တို့လိုမျိုးဆက်သွယ်ရေးမှာစံပြနည်းပညာတွေကိုကြတော့ Qualcomm ကတော်တော်များများပိုင်လာတယ်။ မော်ဒန်တက်နိုလော်ဂျီကိုပိုင်လာတယ်ကွမ်ကွမ်ကကိုင်တဲ့ဒီပေးတက်နေအများကြီးရှိသေးတယ်ကွမ်ကွမ်မှာအဓိကဝင်ငွေလမ်းကြောင်းမှာနှစ်ခုရှိတယ်ဗျသူကချစ်ပြားတွေကိုထုတ်ရောင်းတာရဲ့ဤပညာလိုင်စင်ချပေးတာရဲ့ chip ရောင်းလို့ရတဲ့ငွေကတော့ပိုများတယ်မှန်တယ်ဒါပေမဲ့အာကုန်ကြစည်းရိတ်တွေရှိတယ်ဗျာတင်မလားကုန်ကြစည်းရိတ်တွေရှိမယ်အာစက်ယုံစည်းရိတ်တွေဝန်ထမ်းစည်းရိတ်တွေပေးရတဲ့ခါကျတော့တကယ်တမ်းအမျက်ကနေတယ် license ချပေးတဲ့အကျန်းမှာကျတော့ဘာကုန်စရာမှမရှိတော့ဘူး recession development တစ်ခါလုတ်ပြီးရင်တစ်သက်လုံးထိုင်ကြရုံပဲစာရွက်ပေါ်မှာ approve တစ်စိတ်တုံးနှိပ်ပေးလိုက်ရုံနဲ့ငွေရောက်ဝင်လာပြီဆိုတော့ဝင်ငွေရဲ့80%ကိုင်းနှုန်းလောက်ကအတည်ရင်အမျက်ငွေတွေကြီးပဲအားကြောင့်မို့လို့တကယ်ပစ္စည်းထောက်ရောင်းတာထက် မမြင်ရတဲ့ဤပညာကိုရောင်းစားတာအများကြီးပိုမြတ်တယ်လို့ဆိုပါတော့ IP နဲ့ပဲမှာအရင်တုန်းကဆိုလို့ရှိရင် IBM နဲ့ Oracle နှစ်ကောင်ကဆရာကြီးတွေသူကအကြီးအကျယ်ကို license ပေးတဲ့ဤပညာနဲ့ပတ်စံရှာခဲ့တာဒါပေမဲ့နောက်ပိုင်းမှာတော့ IBM ရဲ့ဒီ IP license ကနေပြီးတော့ရတဲ့ငွေကတိတိတသားကျသွားတယ်အခုဆိုလို့ရှိရင်အဲ့ဒီမိုဘိုင်းငွင့်တင်တဲ့ကိစ္စထက် cloud service ကိစ္စတွေ software တွေ AI ဘက်တွေအဲ့အရာတွေကိုပဲသူတို့ကအားစိုက်တော့တယ်အဲ့လိုမျိုး IP နဲ့ပတ်သက်ပြီးတော့နောက်ကွယ်ကနေကြိုးကင်ထားတဲ့တခြား company တွေလည်းရှိနေသေးတယ်ဥပမာတစ်ခုကတော့ Nokia ူအများစုကအခုဆိုလို့ရှိရင်ဒါ favor တဲ့ company တစ်ခုအနေနဲ့ပဲသတ်မှတ်ကြလိမ့်မယ် Nokia ကသူအခြေခံကြတဲ့ wireless technology patent တွေအများကြီးခြင်ထားတဲ့ networking giant တွေထဲမှာအခုထိပါနေတော့မယ် ဒီမျိုး wireless tag တွေအထူးသဖြင့် 3G 4G 5G နဲ့ပတ်သက်တဲ့ SCP တွေအဲ့ဒါတွေကို license ချပေးပြီးတော့အသက်ဆက်နေသေးတယ်ပြောရရင် Nokia ဖုန်းတစ်လုံးမှထုတ်မရောင်းမင်းနဲ့ကမ္ဘာပေါ်မှာရောင်းနေတဲ့ဖုန်းတွေစီကနေပတ်ဆက်ရနေတဲ့ကုမ္ပဏီမျိုးဖြစ်နေပြီ2021တုန်းက Nokia နဲ့ Oppo Vivo တို့လိုမျိုးကုမ္ပဏီတွေနဲ့ Wi-Fi ပေးတန်ခြင်းကိစ္စပြဿနာဖြစ်တာမျိုးရှိတယ်တရားရင်ဆိုင်တာရှုံးပြီးတော့ဂျာမနီကနေပြီးတော့အဲ့ဒီ brand တွေကခဏထွက်သွားရတော့တဲ့အချိန် Nokia ရဲ့ IP power ကကြီးသေးတယ်နောက်ထပ်သိတဲ့နာကျတော့ Arm Holdings ARM ဆိုတဲ့နာမည်ကိုကြားလိုက်ရင်ခင်ဗျားတို့တိတ်မရင်းနှီးနေတော့မှခင်ဗျားတို့သုံးနေတဲ့ iPhone, Samsung ဘယ်ဖုန်းပဲဖြစ်ဖြစ်ဗျာအထက်မှာသုံးထားတဲ့ chip architecture design က ARM စီကနေလာတာ instruction set architecture ပေါ့ ISC က ARM စီကနေလာတာဒီမှာ ARM က chip ထုတ်တာမဟုတ် chip design ဒီ blueprint ကိုသူတို့လှုပ်ပေးပြီးတော့ company တွေစီကို license ပြန်ချပေးတယ်။အဲ့ဒီအားမြက် design ကိုအခြေခံပြီးတော့ Apple, Qualcomm, Samsung တို့လိုကောင်တွေကကိုယ်ပိုင် chip တွေကိုထုတ်ကြတယ်။ပြီးတော့ဒီ CPU အတွက်ပေးတဲ့ instruction set တွေပေါ့နော် instruction set architecture ISA ဆိုတာအဲ့ဒါကိုပြောတာ။အဲ့ဒီကောင်ကအားမြက် instruction set architecture တွေတုံးနေကြတာ။ဆိုတော့အားမြက် IP ကတစ်ကမ္ဘာလုံးပေါ်က mobile device တွေတော်တော်များများမှာရှိနေတယ်။ ဆိုတော့ device တစ်ခုချင်းစီတိုင်းကနေ license ကြီးနည်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 းစီဝင်လိုက်ရင်တော့မှ billion ချီဝင်တဲ့ company ဖြစ်နေဒီ IP ကိစ္စတွေကပတ်စံရှာဖို့တစ်ခုအတွက်တည်းတော့မဟုတ်ဘူးတိုင်ဘက်တွေကိုတိုက်တဲ့လက်နက်တစ်ခုအနေနဲ့လည်းသုံးကြတယ်အဲ့ဒါကို patent war လို့ခေါ်တယ် ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Apple ရဲ့ Samsung ရဲ့ရှိမယ်ဗျာ Apple က Slide to Unlock တို့ Pinch to Zoom တို့ဒီဇိုင်းနဲ့ပတ်သက်တဲ့မူပိုင်ခွင့်တို့အဲ့ဒီအပိုင်းတွေမှာ Samsung ကိုတရားစွဲထားတာအများကြီးရှိတယ်။အဲ့ဒီနေရာမှာ Apple က Reality Feel လိုချင်တာထက်ပြိုင်ဘက်ရဲ့ထုတ်ကုန်မှုဒီဈေးကွက်ထဲကနေဖယ်ထုတ်လိုက်ဖို့အတွက်ဒါမှမဟုတ်ဈေးကွက်အဝင်နောက်ကျသွားအောင်လုပ်ဖို့အဲ့ဒီကိစ္စအပေါများတယ်ဒါ IP ကိုဝင်ဝင်အတွက်ရောဈေးကွက်မှာရောဘလို့တုံးလဲဆိုတာကိုဥပမာကောင်းကောင်းပြောလို့ရတဲ့ တာတကားတစ်ခုပေါ့ပြီးတော့ဒီလိုမျိုးမူပိုင်ငွေတွေကိုလိုက်ဝယ်ပြီးတော့ကုမ္ပဏီတွေကိုတရားလိုက်စွဲနေတဲ့ပတ်စံရှာနေတဲ့ patent trolls တွေအများကြီးရှိတယ်ဆိုအဆုံးသတ်နေနဲ့ပြောရရင်ကျွန်တော်တို့နေတိုင်းသုံးနေတဲ့ tech ပစ္စည်းတွေ physical hardware တွေနောက်ွယ်မှာကိစ္စတွေကအများကြီးရှိတယ်เนาะ ဟယ်ရီပေါ်တာစာအုပ်ဒီယာစာရေးဆရာမအတွက်ဇာတ်တိုက်ဝင်ငွေတွေဝင်စေသလိုပဲဖုန်းတစ်လုံး TV တစ်လုံးเนาะ cable ကြိုးတစ်ချောင်းအဲ့ကောင်တွေရဲ့နောက်ွယ်မှာလဲသူတို့ရဲ့ inventory တွေနဲ့ company ကြီးတွေအတွက်ဝင်လာမဆဲတသဲသဲဖြစ်နေစေတဲ့ intellectual property ကိုရဲ့ကြီးတစ်ခုရှိတယ်။ဒီ royalty fee တွေ license ကြီးတွေကြောင့်ပဲကျွန်တော်တို့သုံးနေတဲ့ကုန်ပစ္စည်းဈေးနှုန်းတွေကအတိုင်းအတာတစ်ခုထိတက်နေသလိုအဲ့လိုမျိုး royalty fee တွေကပဲတစ်နှစ်တစ်နှစ်ပိုကောင်းတဲ့နည်းပညာတွေပေါ်လာဖို့အတွက်ရေးပါတဲ့အချက်လဲဖြစ်နေပြန်တယ်။နောက်တစ်ခါခင်ဗျားဖုန်းကိုကင်ပြီးတော့သင်းတစ်ပုတ်နားထောင်တဲ့အခါဒါမှမဟုတ် video တစ်ခုကြည့်တဲ့အခါ ါအဲ့ဒီနောက်ကွယ်မှာ JG Rolling လို့ပဲကို့ညံကိုအရင်းကြီးလှုပ်ပြီးတော့ AC ထိုင်စားနေတဲ့ Tech Giant ကြီးတွေရှိတယ်ဆိုတာကိုကျွန်တော်တို့တည်သွားလုပ်ပြီးလို့ထင်တယ်ဒီတော့ခင်ဗျားတို့ကင်နေတဲ့ဖုန်းကုမ္ပဏီကထုတ်တဲ့ပစ္စည်းတသက်ကြီးပဲမဟုတ်ဘူးနောက်ကွယ်က idea ပိုင်ရှင်တွေကိုလည်းပတ်စံပေးနေရတယ်ဆိုရင်လည်းမမှောင်ဘူးဆိုတော့ထုံးစံတိုင်းမှာခင်ဗျားတို့ရဲ့ထင်မြင် user ချက်တွေကိုလည်းအောက်က comment ထဲမှာဝင်ရဆွေးနွေးညှိနှုန်းတော့လို့ရပါတယ်โอเคနောက်နေ့မှတွေ့ရပါဘော